အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီနေ့မှာတော့ခက်တဲ့ပြန်လို့ရပါ ချိန်နဲ့တတဲ့သူတွေသိထားဖို့လိမ့်ဆက်ဆက်ရေးဖြစ်လာနိုင်တဲ့ထိကထင်ရများသောတင်ဆက်ပေးခြင်းပါတယ်။အဲ့ဒီအစားမပြောခင်အားလုံးသိထားဖို့မနက်ခင်းမှလက်လက်ဆက်ဆက်အိမ်ဟာထားနိုင်ဖို့ဖားရင်လိုရမလဲအရှင်ပြောပြမယ်နော်။အရာပြီးမှပဲခက်ချက်ဆိုင်လိုရမှချိန်နဲ့တတဲ့သူတွေသိထားဖို့လိမ့်ဆက်ဆက်ရေးဖြစ်လာနိုင်တဲ့ထိကထင်ရများသောဆက်ပြောပြမယ်နော်။မနက်ခင်းမှ လက်လက်ဆက်ဆက်အိမ်ရောက်ထားနိုင်ဖို့ဖာရီလုပ်ရမလဲအိမ်ရောက်ဝင်စိန်အောင်လူတယောက်အတွက်တနေ့တာလောက်ကြောက်တွေ့ရတဲ့ပြဿနာပေါင်းတောင်းချတာကိုပေးပြီးပြုံရွှေစရာကောင်းတဲ့အိမ်မက်ကဘာတွေကိုတွားရမယ့်အချိန်ဖြစ်ပါတယ်တနေ့လုံးကြုံရသမျှကိစ္စတွေကြောင့်ကောင်းမွန်လုံလောက်တဲ့အနာယူအိပ်ဆက်ခြင်းကိုမရရှိဘူးဆိုရင်တော့စိတ်မညစ်ပါနဲ့ဒါတွေကိုခံစားနေရတာတဲ့တယောက်တည်းမဟုတ်ပါဘူး ညာဘက်မှာအင်ရှင်စွာအိဆက်အနာယူပြီးဘနက်ခင်းမှာလန်ဆန်တကြွစွာနိုးထလာနိုင်မှုတွေနိမ့်နယ်လေးတွေကို မျှဝေပေးလိုက်တဲ့တော့တရေပြန်မမိန်ပါနဲ့ဖုန်းမတုံပါနဲ့အခမ်းမီဖွင့်ထားပါအိမ်ဟာတိတ်ချခင်းမှာသစ္စနာထောင်မှာလက်ဆက်တဲ့အမွေးနှစ်သားကိုဖြန်းပါအကျော်ဆံမှာရေအေးအေးနဲ့မျက်နှာသက်ပါရှေးတော့ပါအနက်စားကို ပရိုတင်းပြေဝါဒစားပါအစီအစဉ်ဆွဲပါကော်ဖီရှော့တောက်ပါအရမတောက်ပါနဲ့တဲ့ရခန်းကိုအေးမြအောင်ပြုလုပ်ပါအိတ်ခန်းရဲ့ကိုစိတ်တုပ်တဲ့အခါတဘာဝအရာတွေကိုတော့ယူချေပါဆက်လက်ပြီးတော့လိန်ဆက်ဆက်ရေးပြက်လာလိုက်တဲ့အထက်တရားများကြောင်းတင်ဆက်ပေးခြင်းပါတယ်လိန်ဆက်ဆက်နေဆိုတာကခုနေကိုယ့်အဖို့ထားမှတန်ရုံစင်တွေတူလာဖို့ပါ ခန္ဓာကိုယ်ချင်းဒီတွင်မှုစိတ်ချင်းရည်တွင်မှုတွေကအတူနေတာကစိတ်ချင်းနဲ့မှုရာစေပြီးတတောက်တတောက်ဖြစ်စေပါတယ်။ဒါပေမဲ့တခါတလေမှာအချိန်လုံးပြီးတိကတရားရတာတွေရှိတတ်ပါတယ်။ဒါကြောင့်လိမ့်ဆက်ဆိုင်ရင်လည်းတိကတရားရှာခဲ့ရင်ဘာတွေလုပ်ရမလဲဆိုတော့ပြောပြပေးပါမယ်။လိမ့်ဆက်ဆိုင်ရင်ဖြစ်လာနိုင်တဲ့တိကတရားခုနှစ်ခုဝိလာကြောင့်ပြေတော့ ထို့သွင်းဆက်ဆံတဲ့အခါကျန်သွားတော့ဒါမှမဟုတ်လိန်အယုံအတူတွေနဲ့ထိုးမိတဲ့အခါဖြစ်တတ်ပါရင်နေလံမွေးလဲစောင်းဘလောက်ပြေးသွားလဲဆိုတော့ပေါ့မူတည်ပါရင်တိတ်တိတ်လေးအပေါ်ရင်လေးပဲဆိုရင်အိမ်မာရင်သက်တော့ကုလို့ရပါရင်ဂျီလိုနဲ့သွေးထွက်ပြားရင်ဆိုရင်တော့ထုတ်ဖို့လိုအပ်တယ်လို့စိတ်ယုံစီကသွားတင်ပါရင်အိမ်မှာသက်သာစေတဲ့ညီရေရောနာတာသက်သာစေဖို့ အကဲ့ခဲပြောင်းစီတောက်ပေါင်းရေရီစလုံးလေးမှတက်ခါစရင်30မိနစ်ကနေ15မိနစ်နဲ့3ချိန်ကနေ4ချိန်စိမ့်ပြီးပေါင်းအနာမပြောက်ခဲ့ချက်ပုံထဲတော့အတူနေတော့ကိုရှောင်းပေါင်းမြောင်မြောင်အနာယူပေးပေါင်းလိမ့်ဆက်ဆန်းရင်လည်းပွေးလန်ချောင်းပြေတော့မဖြစ်ဖို့ဆိုရင်အတူမနေခင်မှာအချိန်ပေးပြီးနှူဆွားဖို့လိုပါတယ်ဒါမှမိမကိုစိုးစိုးမှဖြစ်ပါတယ်ဒါမှမဟုတ် ရေနဲ့အထည်ခံပြီးထုတ်ထားတဲ့ထောစီကိုလည်းအသုံးပြုနေနိုင်ပါတယ်။လိန်တန်ကျိုးတော့တောင်မှန်ချိန်ဆိုလိန်တန်ကပြောနေလို့မကျိုးနိုင်ပေမဲ့တောင်မှန်နေတဲ့လိန်တန်ကတော့အခက်မသိရင်ကျိုးသွားနိုင်ပါတယ်။အတူတူဖြင့်အပြင်းပြင်းနဲ့လိန်ဆန်းဆန်းနဲ့ကောင်အမျိုးသမီးရဲ့စီကုံရိုးနဲ့ညက်ပြီးကျိုးတတ်ပါတယ်။နေလန်ကတော့လိန်တန်ကျိုးတော့ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက်စေယုံကိုမဖြစ်မနေတွားဖို့လိုအပ်ပါတယ်။လိုအပ်ရင်ခွဲစေရမှာဖြစ်ပါတယ်။လိမ့်ဆက်ဆက်ရင်လိမ့်တဲ့မတူအောင်ကကွယ်လို့ရပါတယ်။စုံတွဲရေးအနေနဲ့စိတ်မလုံးဖို့အတူနေတဲ့အခါမကြမ်းဖို့လိုပါတယ်။စားစီသုံးတာကလည်းအတိုင်းအလျောက်ကကွယ်ပေးနိုင်ပါတယ်။ကြွတာတန်ဖြစ်တော့လေးချိန်ငယ်ပြင်းပြင်းထန်ထန်လုပ်ပြီးနောက်နေဆုံး ကြက်သားရိတံဖြစ်ပြီးနာရာကိုကြုံမှုမှာပါ။ဒါနဲ့အလားတူပါတယ်။လိမ့်ဆက်ဆန်နေဆိုတာကလည်းပြင်းထန်တဲ့လေစင်ကန်ဖြစ်တဲ့အတွက်ကြက်သားရိကိုဆွေးဆောင်ပြီးတံဖြစ်တတ်ပါတယ်။အထူးသဖြင့်တော့ပေါင်ချံကကြက်သားရိပါ။နီလန်ကတော့ကြက်သားတံဖြစ်တာကအိမ်မာရိသက်သာလုံလို့ရပါတယ်။စေးစားမလို့ပဲဝယ်လို့ရတဲ့အခက်ခဲပြဿနာတွေကိုတောက်ပေါနာရောင်ရောင်တော့ တတ်တောင်ရေခဲဝေကပ်ပါကြောက်တာတွေကိုအနာပေးပါဒင်းဒီလန်တွေနဲ့လည်းမတတ်တာဘူးဆိုရင်တော့စိတ်ရောဝင်နေပြဖို့လိုအပ်ပါတယ်လိမ့်ဆက်ဆိုင်နဲ့ကြောက်တာတွေတန်ဖြစ်တာကိုကာကွယ်ဖို့ဆိုရင်လိုက်နာရမယ့်အချက်လေးတွေရှိပါတယ်အနေနဲ့တကူကလည်းနောက်တစ်ခုကိုပြောင်းပြီးဆိုဖြည်းဖြည်းပြောင်းပါအတူတူဖြစ်လုံးနေကြမဟုတ်တဲ့ပုံစံလေးဆိုပိုပြီးတရိပ်ထားသင်ပါတယ် ဆဆာခြင်းမှာအင်တိုက်အားလိုက်ဆဆန္နာကိုရှောင်းပေါင်းတင့်မဆောင်ထွက်တာရိနာတော့ဒါကလည်းစွတ်သားတန်ဖြစ်တာနဲ့စင်တူပါတယ်ဒါပေမဲ့အနှင်းငယ်ခွာချတဲ့အချက်လေးတွေရှိပါတယ်အမျိုးသားရောအမျိုးသမီးရဲ့တင့်မဆောင်ခွင်းတွေမှာစွတ်သားတွေရှိပါတယ်ဒီစွတ်သားတွေကရွှေ့စီုံယူနေနောက်မိညာယူနေကို ပကတ်လိုချိန်ထားတာဖြစ်ပါတယ်ဒီစွတ်သားတွေကြားထဲမှာ စီအိမ်တို့တဲ့အိမ်တို့မစိအိမ်တို့ရှိနေပါတယ်။အတူနေတဲ့အခါသိကျက်သားတွေကလည်းအနေနဲ့အမြောက်ထိခိုက်တတ်ပါတယ်။ဒါကြောင့်လိန်ဆက်ဆံရတော့နာတော့တတတတပထထားတွေခံစားရတတ်ပါတယ်။နီလန်တင်မဆုံကျက်သားတွေတောက်နေတဲ့အခါအတူတည်းရဲ့တတတတမဖြစ်တော့အတွင်တွေကအင်္ဂါတွေကိုဖိထားသလိုဖြစ်နေတာကြောင့်တည်ရဆက်တွေကိုလိုင်းနာတင်ပါတယ် စိတ်ထဲမှာတတောက်တတာမဖြစ်တဲ့ကောင်စိုးရိမ်စိတ်တွေညာနေတဲ့ကောင်စော့တာတွေတင်းနေတတ်ပါရင်ဒီလိုအချိန်မျိုးမှာအတူနေတာကိုရှောင်သင်ပါရင်တင်းနေတဲ့စော့တာတွေကပိုပြီးတန်ဖြစ်လွယ်ပါရင်တင်းပစုံစော့တာတွေတတောက်တတာရှိစေဖို့စော့စီကိုသုံးနိုင်ပါရင်ခင်းရဲ့လေချိန်ကလည်းလုပ်ပေးနိုင်ပါရင်လေးဆက်ဆက်ရေးဖြစ်လာနိုင်တဲ့ထိခတ်တရခုနှစ်ကိုမိမကိုယ်ရေမှာပြည့်စည်ညံနေတော့ အတူနေရေးမတော်တဆောင်းမိမခိုရင်းမှာပြင်ဆင်နေနေတာမျိုးလေးဖြစ်တတ်ပါတယ်။အတွေ့အကြုံအများဆုံးကတော့ကွန်တုံတို့ဆက်တွိုင်းတို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးပြင်ဆင်နေနေတာကအချိန်ကြာလာတဲ့အခါပိုဝင်တော့ဘေးနားကစတာတွေကိုထိခိုက်စေနိုင်တာကြောင့်ထရီထားတယ်ပါတယ်။နီလန်ကတော့အရင်ဆုံးစိတ်အေးအေးထားပါဆိုင်လောက်ရှားပြီးကြွက်သားတွေတင်းတင်းရေထုတ်ရတာပိုခက်ပါတယ်။ပြီးရင်တော့လက်ချလေးတွေကိုသုံးပြီး ညံ့နေတာကိုထုတ်ဖို့ကြိုးစားကြည့်ပါတခြားပစ္စည်းတစ်ခုခုနဲ့ထဲပြီးမဆမ်းပါနဲ့ကိုယ့်အသက်ကိုထုတ်လို့မရရင်အတင်းမလုပ်ပါနဲ့နီးရဆေးရုံစီရင်သွားပြီးထုတ်လိုက်ပါအရင်ပြောင်းပုံပဲထရောင်းဒါကလည်းအတွေ့များတဲ့ပြဿနာပါကာပတ်ပန်လို့ခေါ်ပါတယ်အရာမှမဟုတ်ပဲအခြားချင်တဲ့နေရာဥပမာဇံပြင်းမှာလိမ့်ဆက်ဆက်နေခါပုံပဲတာဖြစ်တတ်ပါတယ်အရင်ပြောင်းတဲ့ အောက်ခံတဲ့ပြင်နဲ့ပေါ်ထိုင်တဲ့အတွက်လက်တတောင်ထူးနေကြောမှာပိုးရပဲရလေးရိဖြစ်တတ်ပါရင်နေလံပိုးရရိသိမစုံဘူးဆိုရင်ရေနဲ့ဆက်ပြနေစေပြီးဖို့သက်စေအန်တီဆက်တစ်တက်ဖို့ကိုလိန်ထားလိုက်ပါအတွေ့ရအနေနဲ့လည်းအဲ့ရမဟုတ်တဲ့တခြားနေရာမှာလိန်ဆက်ဆက်ပြီးဆိုရင်အောက်ကနေအဝဲတူတူခင်းထားဖို့လိုပါတယ်ခါနာလားပြင်းတဲ့နေလေးချိန်ခံရလို့ရခါနာတက်တယ်လို့ပဲအတူနေတာကလည်း ပုံမကျရင်ခါနာဖြတ်ပါရင်နေလန်လိမ့်ဆက်ဆိုင်ပြီးခါနာရဲ့ဝေဒနာခံစားရရင်ရှင်တွင်လေးနဲ့ရေချိုးကြည့်ပါနောက်တစ်ခါလိမ့်ဆက်ဆိုင်ရင်ခါနာတော့မဖြစ်စေဘူးအတူမနေခင်မှာအကျော်လျှော်သလိုမျိုးလှုပ်လှုပ်ရှော့ရှော့နေပြီးပါခါမနာစီမဲ့ပုံစံနဲ့အတူနေပါအတူနေတော့ခန်းစားဖို့ကောင်းမှုဆိုပေမဲ့ကျမကြီးကလည်းအရေးကြီးပါတယ်တကယ်လို့ခါနာလာရွှေချလာရင်စိတ်အောင်ဝင်နေပြောင်းမှုလိုပါတယ် အနေငယ်ခင်ငယ်လိမ့်ဆန်းဆန်းတိုင်းမို့လိမ့်ဆန်းဆန်းတာကြောင့်ခန္ဓာကိုယ်မှာထိရိုက်ထရန်ရတာကမဖြစ်သင့်ပါဘူးတကယ်လို့မတော်တဆထိရိုက်ထရန်ရခဲ့ရင်ခုပြောထားတဲ့နီလန်တွေနဲ့ဖြည့်ရှင်ကြီးပါတချို့ပုံစံတွေက ကို့ကျန်မာရေးရောက်နေဖို့အစင်မပြေရင်အဖို့ကိုခုံမွေလေးလေးပြောပြပါဒါကလိမ့်ဆန်းဆန်းရေးမတော်တဆထိရိုက်ထရန်မရအောင်ကွယ်ပြီးနိုင်ပါလိမ့်မယ် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲရှင်းသားဝေပြောပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုံတူတာဖြစ်စေမဲ့အကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးကြပါဦးရှင်။ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ရှင်စီကိုကျေးဇူးတူပဲတရှိပါရရှင်။